လေကြောင်းအသုံးပြုတိုက်ခိုက်မှုများအတွက်သတိပြုရန်ချက်များမြေပြင်စစ်ရေးတွင်အင်အားချိနဲ့နေသည့်အကြမ်းဖက်စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခြင်းနှင့်စစ်တပ်လေထီများအသုံးပြုတိုက်ခိုက်ခြင်းစသည့်လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းများကိုကြဲကြဲပြန့်ပြန့်အသုံးပြုလာပါသည်တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုအစဉ်ခံစားအရအကြမ်းဖက်စစ်တပ်သည်လေရင်ကွင်း20ခုကိုအဓိကအသုံးပြု၍လေကြောင်းတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည် ရင်းနှုံးနဲ့တရဦးလီတက်ဆွဲမိတ်တီလာလီတက်စကန်မကွေးလီတက်စကန်နဲ့နေပြီးတော့အေလာလီတက်စကန်တို့ကိုအများဆုံးအုံပြုတိုက်ခိုက်ကြောင်းတွေ့ရသည်အရတားများနေထိုင်ကြသည့်ကျေးရွာများလူနေအိမ်များစစ်ဆောင်စခန်းများစာတင်ကျောင်းနဲ့ဆေးရုံများကိုပြစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်လေကြောင်းပစ်ကူချင်းကိုမနက်နေ့နေ့လယ်ပိုင်းတွင်အများဆုံးလှုပ်ဆောင်ပြီးအရသာပြတ်မှတ်များကိုမူညတကောင်နှင့်မနက်ဝီလီဝီလင်းအချိန်များတွင်တိုက်ခိုက်လျက်ရှိသည် လေကြောင်းမှတိုက်ခိုက်ခြင်းသည်ကုန်ကြစိတ်များသည့်အတွက်အကြမ်းမတ်စစ်တပ်သည်ကုန်ကြစိတ်တက်တာစေနိုင်မည်ဒရုန်းဖြင့်ပုံကျဲခြင်းနှင့်စစ်တပ်လက်ထိပြတိုက်ခိုက်ခြင်းတို့ကိုလည်းတိုးချဲ့လှုံ့ဆောင်လာသည်ရင်းကဲ့သို့တိုက်ခိုက်မှုများကိုမန္တလေးစကိုင်းနှင့်မကွေးတိုင်းတို့တွင်အထူးကကြုံတွေ့နေရသည်လေကြောင်းမှတိုက်ခိုက်ခြင်းကြောင့်ရဲသားများထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်နိုင်ရန်အောက်ပါအချက်များကိုသတိပြုလိုက်နာသင့်ပါသည်ကြိုတင်ထောက်လန်းခြင်းမိမိဒေတာအတွင်းစည်ရေးသတင်းများနဲ့လေကြောင်းပြန်သတ်မှုအခြေအနေများကိုစောင့်ကြည့်သတင်းထောက်လန်းပါ လူအများစုစည်းနေကြသည့်ဆစ်ဆောင်စခန်းများနှင့်စာတင်ကျောင်းများ၊စေယုံများ၊အခမ်းအနားနှင့်ပွဲလန်းသဘင်များအတွက်လုံခြုံရေးကင်းနောက်ဖွဲ့များဖွဲ့စည်းဆောင်ရွက်ပါစစ်တပ်ဖက်မှကင်းထောက်ဒရုန်းများပြန်တန်းထောက်လန်းခြင်းများတွေ့ရပါကလေကြောင်းတိုက်ခိုက်လာနိုင်သည်ကိုသတိပြုပါကျွတင်သတိပေးခြင်းလေကြောင်းပြန်တမ်းမှုသတင်းများကိုဖြန့်ဝေပေးသည့် Telegram Channel များကသတင်းရယူပြီးမိမိဒေတာကိုဥတီပြန်တမ်းလာပါကကြိုတင်သတိပေးအချက်ပြစနစ်များအသုံးပြု၍ဒေတာကန်ပြည်သူလူထုများကိုသတိပေးပါ။ တိုက်လေင်များအပြင်ထောက်ပုတ်လေင်များနဲ့ရဟတ်ရင်များကိုပါအသုံးပြုတိုက်ခိုက်လာနိုင်သည်ကိုသတိပြုပါဒေတာရင်းစီလှုပ်ရှားမှုများရှိသည့်နဲ့အရက်သားများကိုကြိုတင်နေရာရွှေ့ပြောင်းရန်သတိပေးနှိုးဆော်ပါဒေတာကန်ပြည်သူများကပူပေါင်းဆောင်ရွက်ပါကြိုတင်ရှောင်ရှားခြင်းတိုက်လေင်ပြန်တန်းခြင်းဒရုန်းနဲ့စက်တက်လေထီပြန်တန်းမှုများကိုအသံကြားနိုင်ပြီးနေ့ချိန်တွင်မြင်နိုင်သည့်အတွက်အသံကြားအသေးနှင့်တပိုင်နှင့်ပုံအောင်ရန်နေရာများကိုချက်ချင်းရှောင်ရှားပါကွင်းပြင်များနဲ့အကာအကွယ်မရှိသည့်နေရာများကိုရှောင်ရှားပါ အဆောင်အုံပြင်မတွင် ဖြစ်ပါကအနေပိုင်းနေရာများတဘာဝအရန်အတာများကိုအကာအကွယ်ရယူပါအများပြည်သူပူပေါင်းဆောင်ရွက်ခြင်းလင်းရင်ကွင်းများလေတက်စကန်များကလင်းရင်ပြန်တက်မှုစက်တက်လေထီပြန်တက်မှုအခြေအနေများကို မြင်တွေ့ရသူများကသက်ဆိုင်ရာအဖွဲ့အစည်းများသို့ချိတ်ဆက်သတင်းပေးပို့ခြင်းများပြုလုပ်၍လူအသက်များကိုကယ်တင်ပါသတိပြုရန်အချက်များစစ်ဘက်သုံးစက်တက်လေထီများသည်တာမန်စက်တက်လေထီများထက် ပြန်တန်းချိန်ပိုကြာမြင့်ပြီ အကွာဝေးပုံမှုပြန်တန်းနိုင်သည့်အတွက်စက်တက်လေထီများပြန်တက်လာနိုင်သည့်အခြေဆိုင်နေရာများကွင်းများ၏အကွာဝေးကိုဒေသခံအဖွဲ့အစည်းများကကြိုတင်တွက်ဆထားပါအဆိုပါအန်ရရှိသည့်အကွာဝေးတွင်နေထိုင်ကြသောဒေသခံပြည်သူများကိုစီးရဲအခြေအနေများအားနှိုးကြားသတိရှိစေရန်ကြိုတင်သတိပေးခြင်းကြိုတင်ကာကွယ်နိုင်ရန်ပုံခုနေရာများပြင်ဆင်ထားခြင်းနှင့်အသိပညာပေးဇက်တိုက်လေ့ကျင့်ခြင်းတို့ကိုဆောင်ရွက်ပေးရပါမည်။ စစ်ဘက်သုံးစက်တက်လေထီများသည်ပြန်များအဖြစ်မိုင်60မှမိုင်180ခန်းအထိပြန်တန်းနိုင်ပြီးပြန်တန်းချိန်မှာ2နိုင်မှ6နိုင်ခန်းအထိကြာမြင့်သည်တနိုင်လျင်25မိုင်မှ45မိုင်အထိပြန်တန်းနိုင်ပြီးဆက်အင်ဂျင်အားလောင်စာဆီဝင်ဆက်မှုလေတိုင်နှုန်းပြန်တန်းသည့်အမြင့်နှင့်အမြန်နှုန်းတည်ဆောင်သည့်အလေးချိန်စသည့်ရုပ်ပေါ်တွင်မူတည်၍ကွဲပြားနိုင်သည်